ယူကရိန်းရဲ့တိုက်ခိုက်မှုမှာရုရှားကိုရဲရဲဝံ့ဝံ့လှုံ့ဆော်ခဲ့ပါတယ်ရုရှားသမဂ္ဂတကဘာလုံးကိုပါအာအသိစေခဲ့ပါတယ်ဘာလို့လဲဆိုတော့စစ်ပွဲစီးမီးတွေပြောင်းလဲနေတဲ့တောင်ကိုပြတ်တနေပါတယ်တိုက်ခိုက်မှုကရှစ်တန်းစစ်မျက်နှာအနီးမှာဖြစ်ပွားခဲ့ခြင်းမရှိပါဘူးရုရှားပိုင်နယ်ထဲမှာဖြစ်ပွားခဲ့တာပါအတုံးများတဲ့ဒုံးတွေကိုလည်းလည်းဖြင့်အုံပြုခဲ့ပါတယ်။ရန်သူတွေကိုလိုဝဆာလှုံ့ဆော်ခဲ့ပါတယ်။စစ်စင်ရစ်တလျှောက်လုံးဒီဒုံးတွေဟာရိုးရိုးရှင်းရှင်းနဲ့ဖုံးကွယ် နေခဲ့ရပါတယ်ဒီတိုက်ခိုက်မှုကရုရှားမတူတော့ပါဘူးအရင်ကတော့ယူကရိန်းကအတောင်ပံပါတဲ့ဒုံးတွေကိုအုံပြုခဲ့ညာတွေဘက်မှာလွင့်တင်တယ်ဒါပေမဲ့ဒီတခါတော့ဒီလိုမဖြစ်ခဲ့ပါဘူးယူကရိန်းစစ်စင်ရင်မှာဒုံး138ဇင်းအုံပြုခဲ့ပါတယ်ဒုံးတစ်စီးတစ်ခုချင်းစီမှာလေယာဉ်မှုတစ်ခုရှိပါတယ်ဒုံးကြီးတဲဆောင်တဲ့လေယာဉ်များရဲ့34ရာခိုင်နှုန်းခန့်က၎င်းတို့ရဲ့အိမ်ခွင်းတွေမှာကျထားတဲ့အချိန်မှာဖြစ်ပျက်ခဲ့ပြီးတော့ထိမှန်ခဲ့ခြင်းဖြစ်ပါတယ် ယူကရိန်းလူမျိုးတွေကမတူညီတဲ့ရုရှားဒေသတွေမှာအလုပ်လုပ်ဖို့အတွက်အမှနေထိုင်ခဲ့ကြပါတယ်။စံတော်ချိန်ဇုံ၃ခုအချိန်၃ခုကိုဖျက်ချိုပြီးတော့မှလုခိုင်ခဲ့ခြင်းဖြစ်တယ်။စစ်စင်ရေးမဆက်ခင်လေးမှာပဲဒီလူတွေကိုရုရှားကနေဖယ်ရှားခဲ့ပါတယ်။အခုတော့သူတို့အားလုံးလုံခြုံတဲ့နေရာကိုရောက်ရှိနေပါပြီ။ဒီတက်ခတ်မှုကနစ်ခင်ဘက်မှာဖြစ်ပွားခဲ့တာပါ။သူတို့တုံးတဲ့လက်နက်က FPV drone မှာ FPV က fast person view drone ကိုကိုစားပြုပါတယ်ဒီ drone တွေကို စစ်တပ်တော်တော်များများကကြောင်းကျွနေကြပါပြီ FPV ဒုံးတွေကမြန်ဆန်တဲ့ဈေးပေါ်ပြီးတော့အလွန်မှတိကျပါတယ်အီယာတွေကခင်မီး စစ်တပ်များအားလုံး၎င်းတို့ရဲ့လက်နက်တွေမှာလိုချင်တဲ့အရေးချင်းတွေဖြစ်ပါတယ်။ FVP drone တွေကစစ်မျက်နှာစာမှာကင်မရာတွေပါရှိပါတယ်။စစ်မြေပြင်နေဒိုင်ရိုက်ဗီဒီယိုကိုပေးပို့ပါတယ်။ဗီဒီယိုတွေနောက်နေမှုမရှိပါဘူး။တချိန်တည်းတပိတ်ညီတဲ့ရိုက်ကူးမှုဖြစ်ပါတယ်။သူတို့ကရန်တိကြတဲ့သူတို့ရဲ့တိုက်ခိုက်မှုတွေကတေးစင်နိုင်ပါတယ်။သူတို့ရဲ့တင်းငယ်တဲ့အရွယ်စားကသူတို့ကိုပြောင်းသာလဲလဲတာရှိစေပါတယ်။ကျင်းပြတဲ့လမ်းတွေတပင်းတွေနဲ့အဆောင်အုံကြားတွေမှာ ပြန့်တန်းနိုင်ပါတယ်။ဒါပေမဲ့သူတို့ရဲ့အကြီးမားဆုံးအားသာချက်ကတော့ကုန်ကြစိတ်ပါ။ everybody drone ဈေးကိုဒေါ်လာ400ခန်းသာကုန်ကြပါတယ်တခြားလင်းတွေကပို့ပြီးတော့ဈေးကြီးပါတယ်အနောက်ကြီးတစ်စုံကိုဒေါ်လာ800ကနေ6000ကြားမှာရှိပါတယ် GPS လမ်းညွန်နဲ့အခွန်တစ်လုံးကိုဒေါ်လာ3000ခန်းကုန်ကြမှာဖြစ်ပါတယ်တင်ကာဖြစ်တဲ့ဒုံးကြီးဆိုရင်ပို့လို့တော့မှဈေးကြီးပါသေးတယ်ဒါကြောင့်ဒီဒေါ်လာ400 drone ဈေးဟာတန်းနဲ့ချပြီးတော့ဖြည့်ဆည်းစေနိုင်ပါတယ်ဒီ drone တွေကတမယူကြလက်နေတွေကိုလည်းအစားထိုးလာပါပြီ။ယူကရိန်းမှာခရမ်းမီကြောတွေပြတ်လာနေတယ်။ဖေဖော်ဝါရီလမှာအမြောက် 2000ကနေ3000အထိတာပြစ်ခတ်နိုင်ခဲ့ပါတယ်။အဲ့ဒါကရုရှားပြစ်ခတ်မှုရဲ့လေးပုံတပုံသာရှိပါတယ်။ယူကရိန်းကရုရှားရဲ့ပြစ်ခတ်နိုင်စွမ်းကိုမရှင်းနိုင်ပါဘူး။ဒါကြောင့်၎င်းအစားဈေးတက်တာတဲ့ဒုံးတွေကိုစတင်အသုံးပြုခဲ့ပါပြီ။ယခုနေ့အစောပိုင်းမှာယူကရိန်းကလစဉ်ဒုံးအစင်း၄သိန်းထုတ်လုပ်ခဲ့ပါတယ်။ယူကရိန်းမှာတည်ဆုံခဲ့တဲ့ရုရှားစစ်သား၈၀ရာခိုင်နှုန်းဟာဒုံးတွေနဲ့ထိမှန်ခဲ့ပါတယ်။ ယူကရိန်းကလည်းလွန်ပြေးခဲ့တဲ့နှစ်မှာရုရှားကိုတိုက်ခိုက်ဖို့အတွက်ပင်လယ်မှာမောင်းတဲ့ဒုံးတွေကိုအသုံးပြုခဲ့ပါတယ်။အဲ့ဒီဒုံးတွေကတော့ jet ski မောင်းနေတဲ့ jet တွေနဲ့ဒီဒုံး၆စီကိုဖြန့်ကျက်ထားခဲ့ပါတယ်။ဒီဒုံးတွေကရုရှားစစ်တမောကိုတိုက်ခိုက်ခဲ့တဲ့၎င်းကပက်ထိန်ဒုံးကြီးစစ်တမောဖြစ်ပါတယ်။ရုရှားကဒုံးတွေကိုမြင်ပြီးပစ်ချဖို့ကြိုးစားခဲ့တယ်။ဒါပေမဲ့အ ਨੇ ဆုံးဒုံး၂စီးကတင်းမောကိုတိုက်မိခဲ့ပါတယ်။အဲဒါကြောင့်ကြီးမားတဲ့ပောက်ကွယ်မှုတွေဖြစ်ပွားခဲ့တယ်။ရုရှားစစ်တမောပျက်စီးခဲ့ပါတယ်။ ဒီဒုံးတွေကအလွန်တိကျတဲ့အတွက်ကြောင့်ထိကျောက်မှုရှိပါတယ်။ဒါအပြင်ဒုံးတွေကလူသားစစ်တပ်များကဲ့သို့ပင်ပန်းရမှာမရှိပါဘူး။ယခုအခါစစ်တပ်တိုင်းက၎င်းရဲ့အင်အားမှဒုံးတွေကိုပေါင်းထက်နေပါပြီ။အိန္ဒိယစစ်တပ်မှပင်၎င်းတို့ကိုစတင်အသုံးပြုနေပြီဖြစ်တဲ့ယခုနှစ်မလမှာအိန္ဒိယက၎င်းရဲ့ဖနောအထုပ် FPV ဒုံးတွေကိုဝယ်ယူခဲ့ပြီဖြစ်တဲ့သူတို့ကိုနိုင်ကြတဲ့အိန္ဒိယမှာထုတ်လုပ်နေပါပြီ။ဒုံးတစ်စီးကရူပီ၁.၄သိန်းဝန်းကျင်ဒေါ်လာနဲ့ဆိုရင်တော့1600ခန့်အကုန်ကျမှာဖြစ်ပါတယ်။ ဒုံးတစ်လုံးကတင်္ကာတစည်းကိုလွယ်ကူစွာဖျက်ဆီးနိုင်တဲ့အင်အားရှိပါတယ်။အိန္ဒိယကတိုကေတိုဒုံးအစီးရေ၁၀၀ကိုဝယ်ယူနေပါပြီ။အိန္ဒိယမှာလည်းပို့ပြီးတော့ကြီးတဲ့ဒုံးတွေကို ထုတ်လုပ်နေပါပြီ။ပြီးခဲ့တဲ့လကအိန္ဒိယကပါကစ္စတန်ကိုထိုက်ခိုက်ဖို့အတွက်အဆိုပါပို့ကြီးတဲ့ဒုံးတွေကိုအသုံးပြုခဲ့ပါတယ်။ပါကစ္စတန်လေကြောင်းကာကွယ်ရေးနဲ့စစ်အခြေစိုက်စခန်းတွေကတိုက်ခိုက်ရန်အတွက်မောင်းတမဲလေရင်တွေကိုလည်းအသုံးပြုခဲ့ကြပါတယ်။ပါကစ္စတန်ကအိန္ဒိယကိုတိုက်ခတ်ဖို့အတွက်မောင်းတမဲလေရင်တွေကိုအသုံးပြုပြီးစူးစမ်းခဲ့တဲ့ဒုံးအစင်300ကလေးရာအထိလွတ်တင်ခဲ့ပါတယ်။ အဲ့ဒီအားလုံးကအိန္ဒိယမှာရှိတဲ့နေရာ36နေရာကိုပြန်မထားခဲ့ခြင်းဖြစ်တယ်။ဒါပေမဲ့အိန္ဒိယစစ်တပ်တွေကသူတို့အားလုံးနေပါကိုရပ်တန့်နိုင်ခဲ့ပါတယ်။အတူဆုံးပြောရမဆိုရင်တော့မောင်းတူမဲ့လေရင်တွေကယခုစစ်ပွဲမှာတုံးများနေပါပြီ။သူတို့ကခစ်တက်တိုက်ပွဲရဲ့အဓိကအစိတ်ပိုင်းမှာရောက်ရှိနေပါပြီ။စစ်တပ်တွေကလေမြန်စွာတိုက်ခိုက်တဲ့ဒုံးတွေကိုအလိုရှိပါတယ်သူတို့စစ်သားတွေရဲ့အသက်ကိုမစွန့်စားရတဲ့ဆက်တွေကိုပို့ကြိုက်ပါတယ်ဒီမောင်းတူမဲ့လေရင်တွေကဆင်းရှင်းလင်းလင်းအထောက်အထားတွေမချန်ထားခဲ့ပါဘူး အရင်တုန်းကတော့ဒုံးတွေကိုအထောက်ကူပြုကိရိယာတွေဖြစ်မြင်ပါတယ်လူတွေကအနာဂတ်စစ်ပွဲတွေကိုပုံဖော်မယ်လို့ထင်နေကြပါတယ်ဒီခုတော့တို့အနာဂတ်ကရောက်ရှိနေပါပြီဒုံးတွေကရွေးချယ်ခွင့်တက်တက်မဟုတ်တော့ပါဘူးယခုအခါမှာအဲ့ဒီဒုံးတွေကခေတ်စစ်ပွဲရဲ့အဓိကအစိတ်ပိုင်းတွေမှာပါဝင်နေပါပြီ